ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြားဆွဲတာနဲ့ပတ်သက်ပြီးတော့မိမိတို့အိမ်မှာပြားလာဆွဲတဲ့အခါမှာအဲ့ဒီပြားလာဆွဲတဲ့နမိတ်ဟာကောင်းတဲ့နမိတ်လားမကောင်းတဲ့နမိတ်လားသိရှိစေဖို့အတွက်နော်ပြားဆွဲနမိတ်ကောင်းကြီးလေးအကြောင်းကိုဝေဖျာပေးမှာဖြစ်ပါတယ်အဲ့တော့မနေ့ကကျွန်တော်ကျွန်တော်ရဲ့ဒီဟိုအထဲမှာပုံမှန်ထဲမှာအဲ့တော့မိတ်ဆွေတယောက်ကနေပြီးတော့ပြားဆွဲတဲ့နမိတ်ဟာကောင်းမကောင်းလာမေးထားလို့ပါအဲ့တော့ကျွန်တော်တို့နားလည်ထားရမှာကဟိုတရက်ကကျွန်တော်စမ်းနမိတ်နဲ့ပတ်သက်တာလေးကိုပြောခဲ့ဦးပါတယ်စမ်းနမိတ် နော်စန်ဒမိတ်ကောက်ဖို့အတွက်ကသင်္ချာနည်းနည်းလောက်တက်ရင်ရပြီလို့ကျွန်တော်ပြောပြလိမ့်မယ်။အဲ့တော့အပေါင်းနဲ့အပေါင်းနဲ့ပေါင်းရင်အပေါင်းရတယ်။အနှုတ်နဲ့အနှုတ်နဲ့ပေါင်းရင်လည်းအပေါင်းမရတယ်။အပေါင်းနဲ့အနှုတ်နဲ့ပေါင်းရင်အနှုတ်ရပြီတော့အနှုတ်နဲ့ပေါင်းနဲ့ပေါင်းရင်အနှုတ်ရတယ်လို့ကျွန်တော်ပြောဥပါတယ်။အဲ့လိုပဲကျွန်တော်တို့စန်ဒမိတ်မှာအိဋ္ဌနဲ့အိဋ္ဌနဲ့ပေါင်းရင်အိဋ္ဌပဲရတယ်။အနိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းရင်အိဋ္ဌရပြီတော့အိဋ္ဌနဲ့အနိဋ္ဌအနိဋ္ဌနဲ့အိဋ္ဌပေါင်းရင်တော့ကျွန်တော်တို့အနိဋ္ဌဆိုတဲ့ဖြေပဲရပါတယ်။အဲ့တော့ကျွန်တော်တို့ပြားဆိုတဲ့နမိတ်လေးကိုကောက်ကြည့်ရအောင်နော်။အဲ့တော့ပြားဆိုတဲ့တတ္တဝါ ျွန်တော်တို့တွေနော်အစိတ်ရှိတဲ့တတ္တဝါမှန်တယ်မြကျွန်တော်တို့အနိဋ္ဌာထဲမှာပဲကျွန်တော်တို့ထည့်ပါတယ်နော်တရားပြီးအစိတ်ရှိတဲ့တတ္တဝါဖြစ်တဲ့ကြောင့်မလို့သူ့အနိဋ္ဌာထဲမှာကျွန်တော်တို့ထည့်ပါတယ်အဲ့တော့တရားကိုကျွန်တော်တို့အိဋ္ဌမမြူပါဘူးအနိဋ္ဌာလို့ယူရတယ်အစိတ်ရှိတဲ့တတ္တဝါကိုလို့ဒါကြောင့်မလို့မိမိတို့ရဲ့အိမ်ရဲ့နော်ခေါင်းရင်းရက်တော်၎င်းအိမ်ရဲ့မျက်နှာကျန်ပါတော်၎င်းအမိုးပေါ်မှာတော်၎င်းအိမ်မျက်နှာသားမှာတော်၎င်းတရားလာဆွဲခဲ့ပါပြီဆိုရင်တော့မိမိတို့ရဲ့အိမ်ရှိအရက်ခေါင်းရင်းအရက်ဟာကောင်းသောအရက်မင်္ဂလာရှိတဲ့အရက်ဖြစ်တဲ့တကြောင်မလို့ အဲ့ဒါအိဋ္ဌအယေလို့ခေါ်ပါတယ်။ပြားပြီးအစိတ်ရှိသောတတ္တဝါဖြစ်တဲ့အတွက်ကြောင့်မလို့အနိဋ္ဌဖြစ်ပါတယ်။ဒါကြောင့်မလို့အိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းတဲ့အခါမှာအဲကျွန်တော်တို့အဲ့ဒီဟာဒီအနိဋ္ဌဖြစ်သွားတဲ့အတွက်ကြောင့်မလို့မကောင်းပါဘူးကြာ။နော်။အိမ်ရဲ့ဖက်နှက်ချွတ်မှာပြားလာဆွဲတဲ့သူရဲ့ဒါကောင်းတာပေါ့ဖက်နှက်ချွတ်သူတဲ့နေရာဒီကျွန်တော်တို့အနိဋ္ဌအယေပြားကလည်းအစိတ်ရှိတဲ့တတ္တဝါအနိဋ္ဌဖြစ်တဲ့အတွက်ကြောင့်မလို့ဖက်နှက်ချွတ်တဲ့နေရာမှာလာပြီးဆွဲရင်အနိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းပြီးအိဋ္ဌဖြစ်တဲ့အတွက်ကြောင့်မလို့ပဲဒီအိစီးပွားတတ်ပါလေ။ နောက်တစ်ခါအင်းရဲ့နောက်ဖေးအရက်တို့အင်းသာတို့မှာမိဖို့ကြောင့်တို့မှာအဲ့လိုအနှိဋ္ဌအရက်နေရာတွေမှာမကောင်းတဲ့နေရာတွေမှာပြားလာဆိုရင်အနှိဋ္ဌနဲ့အနှိဋ္ဌနဲ့ပေါင်းပြီးတော့အိဋ္ဌဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲ့ဒါသူတင်လဲကျွန်တော်တို့ကောင်းပါလေဟုတ်ပြီဒါဆိုကျွန်တော်တို့ပြားသည်မကောင်းသောအရက်မှာလာဆွေးရင်ကောင်းပြီးတော့ကောင်းသောအရက်မှာလာဆွေးရင်မကောင်းဘူးလို့မိစေလို့အကြမ်းရင်နားလည်ကောင်းပါပြီအဲ့တော့ဟုတ်ပြီကောင်းရင်တော့ပြဿနာမရှိဘူးမကောင်းရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲမကောင်းတဲ့အခါဘယ်လိုလုပ်ရလဲဆိုရင် အဲ့ဒီပြားဆွဲတဲ့နမရဲ့အစိုးအာဏိသင်ပြည့်သွားအောင်ကျွန်တော်တို့ပရိတ်ရည်နဲ့ကျွန်တော်တို့လက်ပြန်ဖလက်ပတ်လိုက်ရပါတယ်ပရိတ်ရည်နဲ့လက်ပြန်အဲ့တော့လက်ပြန်ပါဒီလိုပတ်ရတာပါဒီလိုဒီလိုအဲ့ဒီလိုဒီလိုပတ်ရတာဟာကျွန်တော်တို့ပြိုးရပါတယ်ကျဲလို့ရှိရင်လေပြိုးကျရင်လူမျိုးကျဲတယ်မလားအဲ့တော့အဲ့လိုမျိုးပဲလက်ပြန်ကျွန်တော်တို့ပတ်ပလိုက်ရပါတယ်အဲ့ဘက်ကနော်ဒါဆိုလို့ရှိရင်တော့အဲ့ဒီမကောင်းတဲ့ပြားဆွဲနမရဲ့အာဏိသင်တွေဟာတက်ပြေသွားပါတယ်ခင်ဗျာကောင်းတယ်ဆိုရင်တော့လုတ်เสียမလို့ပါဘူးနော်အဲ့တော့ကျွန်တော်ကတော့ဒီနည်းလေးကိုဝေမျှပေးလိုက်ပါတယ် ကျွန်တော်တို့ထားရောက်ရှိဖြစ်ပါတယ်အဘွားဆရာကြီးမင်းတင်ခါရဲ့ပန်ဒီတပည့်ရင်တူဦးလည်းဖြစ်ပါတယ်